ားလုံးမင်္ဂလာပါရှင်။ကျွန်မယခုဆင်းနေပေးနေတဲ့အကြောင်းအရာလေးကမညံဆိုင်အပိုင်းနဲ့ပေါ့နော်။အဲ့တိုင်းမှာအဲ့ဒီထဲမှာအကြောင်းအရာလေးတစ်ခုဖြစ်တယ်။မေးလျော့ခြင်းဆိုင်ရာအဓိက theory တွေအကြောင်းမှာအဲ့ဒီကမေးလျော့ခြင်းဆိုင်ရာအဓိက theory တွေအကြောင်းမှာဒါကျွန်တော်တို့မနေ့ကဆိုရင်ဒီကေ theory အကြောင်းကိုဆွေးနွေးခဲ့ပါပြီ။အဲ့လိုပါပဲ။ယနေ့မှလည်းပဲကျွန်တော်တို့ now theory တစ်ခုဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့ဒီ interference theory ဝင်ရောက်ဆက်ဖက်နှောက်ယှက်ခြင်းဆိုင်ရာ theory ဝင်ရောက်နှောက်ယှက်ဆက်ဖက်ခြင်းဆိုင်ရာပေါ့နော် theory မှာ तू อ่ะဒီမှာဆိုရင်ရေရှည်မှတ်ဉာဏ်မှာမေ့လျော့ခြင်းဖြစ်တယ် तू อ่ะတော့ဒီက interference theory ကကြတော့ရေရှည်မှတ်ဉာဏ်မှာဖြစ်တာအခြားမှတ်သားထားတဲ့အကြောင်းအရာတွေကိုမိမိကပြန်စဉ်းစားမှုမှာ recall မှာ ြန်တရရမှုအခြေအနေကိုဝင်ရောက်ဆက်ဖက်ခြင်းဖြစ်တယ်။ကျွန်တော်ရှေ့မှာ memory မှတ်ဉာဏ်ထဲမှာလည်း၃ဦးတို့ဟာဆွေးနွေးထားခဲ့တာရှိတယ်။ဟောရှေ့မှာမှတ်ထားတဲ့အကြောင်းအရာကိုအကြောင်းအရာတစ်ကနှွမ်းမိုးသွားတဲ့အခါမှာမိမိမှတ်ထားတဲ့အဟောင်းကမေ့သွားတယ်။မေ့ရ forgetting ဖြစ်သွားတယ်။အဲအဲ့လိုမဟုတ်ဘဲနဲ့မှတ်ထားတဲ့အကြောင်းအရာကိုအစ်စ်အကြောင်းအရာကိုအဟိုအစ်စ်အကြောင်းအရာပေါ့နော်အသိရှိလာတဲ့အကြောင်းအရာတစ်ကအဟောင်းကိုမလွှမ်းမိုးနိုင်ဘူးဆိုလို့ရှိရင်အစ်စ်ကမေ့သွားတယ်။ အတိတ်က new knowledge ကဘာဖြစ်သွားအောင်ဆိုရင် forgetting ဖြစ်သွားတယ်။ဒါကြောင့်တဲ့ဒီမှာဆိုရင်အချားမှတ်သားထားတဲ့အကြောင်းအရာတွေကိုမိမိကပြန်စဉ်းစားမှုမှာ recall မှာပြန်တရရမှုအခြေအနေကိုဝင်ရောက်ဆက်ဖက်ခြင်းကိုကျမတို့ကဘာလို့ခေါ်လို့ဆိုရင် interference လို့ခေါ်ပါတယ်။အထူးသဖြင့်တဲ့မှတ်ထားတဲ့အကြောင်းအရာတွေကတူညီနေလို့ရှိရင်ဖြစ်တတ်ပါတယ်တဲ့။ဘာသာစကားတွေလေ့လာတာမှပဲဖြစ်ဖြစ်ပေါ့နော်။အဲအဲ့ဒါဆိုလို့ရှိရင်ဒီအကြောင်းအရာတွေတူနေလို့ရှိရင်ဒီက theory ပေါ့နော်ဝင်ရောက် surface နောက်ဆက်ချင်းဆိုင်ရာ theory လေးอ่ะဖြစ်ပေါ်တတ်ပါတယ်တဲ့အဲ့ဒီအကြောင်းအရာတွေကတဲ့တူလေးလေးဝင်ရောက် surface နောက်ဆက်ချင်းကများလေးလေးဖြစ်ပါတယ်တဲ့ဒါဆိုရင်ကျမတို့ဘာသာစကားသင်တဲ့အခါတွေမှာပေါ့နော် အကြောင်းအရာ တူတာကိုနောက်တစ်ခါတူတဲ့အစ်တစ်ခုကိုထပ်ပြီးတော့လေးလာမှတ်သားရတာမျိုးတွေပေါ့ဒါမျိုးတွေဆိုလို့ရှိရင်အဓိကဟိုပေါ့နော်ရေရှည်ရေရှည်မှတ်ညံတဲ့မှာဒီလိုမျိုး မေးလျော့မှုတွေကိုဖြစ်ပေါ်စေပါတယ်တဲ့ ဲ့ဒီမှာဆိုရင်ကျမတို့ retroactive inhibition တည်ယူနေတဲ့အချိန်မှာ နောက်ပြန်ဆုတ်တဲ့သဘောဖြစ်တယ်တဲ့ဥပမာရှေ့အကြောင်းအရာတစ်ကိုမှတ်မိရမှာဒါပေမဲ့လို့အဟောင်းကလွှမ်းမိုးနေတာဖြစ်တဲ့အတွက်အကြောင်းအရာတစ် information အစ်စ်ကို မှတ်ဉာဏ်ထဲမှာမစွဲမြင်းတော့ဘူးပေါ့လေဒါဆိုလို့ရှိရင်ဒီလိုမျိုးချစ်စင်ကိုဘာလို့ခေါ်လို့ဆိုရင်နောက်ပြန်ဆုတ်တော့သဘောလို့ခေါ်မယ်ယခင်တင်ယူခဲ့တဲ့အကြောင်းအရာတွေကိုထိန်းထားနိုင်မှုကိုဘာဖြစ်စေနိုင်လို့ဆိုရင်ထိခိုက်စေနိုင်ပါတယ်တဲ့ထိခိုက်စေခြင်းလို့လည်းခေါ်ပါတယ်တဲ့အဓိက intra parent theory လေးอ่ะပေါ့เนาะ သူကတင်ယူနေတဲ့အချိန်မှာနောက်ပြန်ဆုတ်တဲ့သဘောဖြစ်တယ်။နောက်တစ်ခါရခင်တင်ယူခဲ့ရတဲ့အကြောင်းအရာတွေသတင်းအချက်လက်တွေအသိပညာတွေကိုထိန်းထားနိုင်မှုအားကို ထိခိုက်စေခြင်းဖြစ်ပါတယ်။တိစီထားတဲ့အကြောင်းအရာအဟောင်းကိုမှတ်မိဖို့စွမ်းရည်ကိုအကြောင်းအရာတစ်ကဝင်ရောက်ဆက်ပက်နှောက်ယှက်ခြင်းဖြစ်တယ်။တိစေထားတဲ့အကြောင်းအရာအဟောင်းကိုမှတ်မိမှုစွမ်းရည်ကို အကြောင်းအရာတစ်ကလွှမ်းမိုးလိုက်တဲ့အခါမှာအဲ့လွှမ်းမိုးလို့လည်းဖြစ်ပေါ်လာတဲ့အတွက်သူ့ကိုဘာလို့ခေါ်လို့ဆိုရင် interference theory ဒါမှမဟုတ်ဝင်ရောက်ဆက်ပဲနောက်ဆက်ချင်းလို့ခေါ်တယ်တဲ့။ဒါဆိုရင် proactive inhibition နဲ့ retroactive inhibition တို့ပြောင်းပြန်ဖြစ်စေရပေါ့နော်။မှတ်ဉာဏ်မှာထိန်းထားတဲ့တည်ယူမှုအဟောင်းအတွေ့အကြုံအဟောင်းက နောက်ထပ်တည်ယူရရှိတဲ့မှတ်ဉာဏ်ကိုထိခိုက်စေတယ်။ဒါကိုကျမတို့က ီ theory လေးอ่ะဗောဒီ theory theory လေးอ่ะဘာလို့ခေါ်လို့ဆိုရင် interference theory လို့ခေါ်ပါတယ်ဒီကအကြောင်းအရာတွေကိုထိန်းထားနိုင်တဲ့အမှတ်ဉာဏ်တွေကိုဝင်ရောက်ဆက်ဖက်နှောက်ယှက်ခြင်း theory လို့ခေါ်ပါတယ်ဒီ gay theory နဲ့တော့ဒါနည်းနည်းလေးမတူညီဘူးဒါကလွှမ်းမိုးစေတာအကြောင်းအရာတွေကိုသူက နောက်ပြန်ဆုတ်တဲ့သဘောပါမယ်အကြောင်းအရာတွေကိုမှတ်မိထားတဲ့အကြောင်းအရာတွေကိုထိခိုက်စေတဲ့သဘောတရားတွေပါမယ်အကြောင်းအရာတွေကဝင်ရောက်ဆက်ပဲ့နှောက်ရက်တဲ့သဘောတရားတွေပါမယ်အဲ့လိုပေါ့ဗျာနော်မှတ်ဉာဏ်မှာထိန်းထားတဲ့တည်ယူမှုအဟောင်းတွေအတွေ့အကြုံတွေကနောက်ထပ်တည်ယူရရှိလာတဲ့မှတ်ဉာဏ်အတိတ်ကိုထိခိုက်စေခြင်းတွေကိုကျမတို့ဘာလို့ခေါ်လို့ဆိုရင် interference theory လို့ခေါ်ပါတယ်ရှင်ဒီထဲမှာဆိုလို့ရှိရင် retroactive ဖုန်းနံပါတ်အစ်စ်ကိုဟိုပထမဖုန်းနံပါတ်အဟောင်းရှိမယ်ဆိုပါစို့အဲဒါတော့တနေရာမှာပေါ့နော်ဥမာမြန်မာနိုင်ငံတွင်းမှာသုံးရတဲ့ဖုန်းနံပါတ်ကလေးဒါလေးကိုမိရဲ့မှတ်ဉာဏ်ထဲမှာမှတ်မိနေမယ်နိုင်ငံကိုထိုင်းကိုသွားတာပဲဖြစ်ဖြစ်စင်ကာပူကိုရောက်သွားတာပဲဖြစ်ဖြစ်ပေါ့နော်ဂျပန်ကိုရောက်သွားတာပဲဖြစ်ဖြစ်အဲ့ဒါဆိုရင်အဲ့နိုင်ငံမှာရှိတဲ့ဖုန်းနံပါတ်ကိုသုံးပြရတော့မယ်ဒါဆိုရင်မှတ်ထားတဲ့မြန်မာနိုင်ငံမှာသုံးနေတော့ဖုန်းနံပါတ်ကလေးက ဂျပန်နိုင်ငံမှာကိုကရောက်သွားတာမိမိကရောက်သွားတာဖြစ်တဲ့အတွက်အဲ့ဒီကဖုန်းနံပါတ်ကိုမှတ်ဖို့ကြတော့အဟောင်းကပဲမှတ်မိနေတယ်အတစ်ကိုမှတ်မိဒါဆိုရင်သူက retro edit လို့ခေါ်တယ်ဒါ interference တော့ဝင်ရောက်နောက်ရှေ့ဆက်ဖက်တာပေါ့နော်ဒါဖုန်းနံပါတ်အတစ်ကိုမှတ်မှတ်မိမှတ်ဉာဏ်ထဲမှာဖုန်းနံပါတ်အဟောင်းကပဲမိမိမှတ်ဉာဏ်ထဲမှာဆွေးမြင်နေတယ်ဒါဆိုရင်မှတ်ဉာဏ် သတင်းအချက်လက်အစ်စ်ကသတင်းအချက်လက်အဟောင်းကိုမလွှမ်းမိုးနိုင်တဲ့အခါမှာသတင်းအချက်လက်အစ်စ်ကပဲမှတ်မိနေစေရရထိန်းထားနိုင်တယ်ပေါ့နော်။ဒါမျိုးတွေကလည်းပဲသတင်းအချက်လက်အစ်စ်အနေနဲ့ကြာလို့ရှိရင် forgetting မေးလျော့နေတဲ့အထက်မှာပါသွားတာပါ။ဒါကို interference theory လို့ခေါ်ပါတယ်။နောက်တစ်ခုက proactive ကာယနာယနေရာတွေပေါ့နော်ကျွန်တော်တို့ဟိုကာယက်တဲဆိုတာနေရာတစ်ခုနဲ့နေရာတစ်ခုဥမာပထမနေရာရက်ထားတဲ့ကာယက်တဲ့နေရာနေပြီးတော့ နောက်နေရာအတစ်ကို ပြောင်းတော့မယ်ဆိုလို့ရှိရင်ကားရက်ထားတဲ့နေရာအဟောင်းကိုပဲစိတ်သေးရမှတ်မိနေပြီးတော့အတစ်ကိုမှတ်မိတာမျိုးပေါ့ဒါကလေးကျတော့မိမိအရင်တော့ရက်ခဲ့တဲ့ကားနေရာကိုမေ့သွားပြီကားဒါယခုလက်ရှိအတစ်ရမယ်ကားမှတ်ရမယ်နေရာကိုပဲမှတ်ညံနေမှာမှတ်မိနေစေခြင်းပေါ့ဒီလိုမျိုးတွေဖြစ်ပေါ်ခြင်းကို theory အနေနဲ့ကြည့်မယ်မေးလျော့ခြင်းဆိုင်ရာ theory အနေနဲ့ကြည့်မယ်ဆိုရင် interference theory ဝင်ရောက်နှောင့်ယှက်ဆက်ပက်ခြင်းဆိုင်ရာ theory လို့ခေါ်ပါတယ်ရှင်အဲ့ဒီလိုမျိုးတွေဖြစ်ပေါ်ခြေခြင်းဟာလည်းပဲကျမတို့ဘာဒီမှာပို့ပြီးတော့အဖြစ်များတော့ဆိုရင်ဘာသာစကားတစ်ခုကနေပြီးတော့နောက်အစ်စ်တစ်ခုကိုတင်ယူတဲ့အခါလေးမှာဒီမှာဆိုရင် French ကနေပြီးတော့ကျမတို့ Spanish ကိုတင်တဲ့အခါမှာပြင်သစ်ဘာသာစကားကနေ Spain ဘာသာစကားကိုပြောင်းတင်ပြီးဆိုရင်မူလမဲ့ မှတ်ထားတဲ့စပိန်ဘာဒီပြင်သစ်ဘာသာစကားကိုပဲမိမိမှတ်ဉာဏ်ထဲမှာဟိုပို့ပြီးတော့မှတ်မိနေပြီးတော့အတက်တင်ယူလိုက်မယ်ပေါ့နော်ဒါဒါစပိန်ဘာသာစကားကိုကြားလို့ရှိရင် तू ကမှတ်ဉာဏ်ထဲမှာမစွဲမြဲဘူးဖြစ်နေတာအဲ proactive inter interfere ရတဲ့နေ retroactive interference တွေကတစ်ခုနဲ့တစ်ခုပေါ့နော်အပြန်အလှန်လွှမ်းမိုးတာတွေဟာကြုံတွေ့ရတတ်တယ်ဆိုတာလေးကိုကျွန်မရှေ့ပိုင်းမှာ memory မှတ်ဉာဏ်ထဲမှာလည်းကျွန်မဆွေးနွေးထားတာမှာပါပါတယ်မှတ်ဉာဏ် နှစ်ခုရှိမယ်ဥမာဒီမှာဆိုရင်ပြင်သစ်ဘာသာစကားနဲ့စပိန်ဘာသာစကားမိမိရဲ့မျက်ညံထဲမှာပြင်သစ်ဘာသာစကားကပူပြီးတော့ဆွဲမြဲစွာပါမှတ်မိနေမယ်ဆိုရင်အစ်စ်တင်လိုက်တဲ့စပိန်ဘာသာစကားကမျက်ညံထဲမှာမဆွဲမြဲနိုင်တော့ဘူးမဆွဲမြဲဘူးပေါ့နော်မမှတ်မိဘူးမေးလျော့မှုတွေ forgetting နေဖြစ်နေမယ်အဲအဲ့ဒီလိုမဟုတ်ဘဲနဲ့မိမိပထမဦးဆုံးတက်ထားတာတော့ပြင်သစ်ဘာသာစကားစပိန်ဘာသာစကားကိုတင်လိုက်တဲ့အချိန်မှာ စပိန်ဘာသာစကားမိမိရဲ့မျက်ဉဏ်ထဲမှာလွှမ်းမိုးသွားတဲ့အခါမှာရခင်အဟောင်းတင်ထားတဲ့ပြင်သစ်ဘာသာစကား forgetting ဖြစ်သွားတာအဲအဲ့ဒီလိုမျိုးတွေအပြန်အလှန်ဖြစ်ချင်းကိုဖြစ်ချင်းဆိုင်ရာ theory လေးကို interference theory ဝင်ရောက်ဆက်ပဲနှောက်ရချင်းဆိုင်ရာ theory လို့ခေါ်ပါတယ်ရှင်။ဒါဆိုလို့ရှိရင်ဒီလိုမျိုးဝင်ရောက်နှောက်ရဆက်ပဲချင်းနေမဖြစ်အောင် attention များများထားဖို့လိုမယ်။ relearning တွေ review တွေ reputation နေအများကြီးလှုပ်ဆောင်မှုလိုတယ်အဲ့ဒါဆိုလို့ရှိရင်ဒီကဒီလိုမျိုး theory နဲ့ဆိုင်တဲ့ပေါ့နော် pocketing နေတဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုညှော်နေသွားစေအောင်မေးလျော့မှုတွေညှော်နေအောင်ဆောင်ရွက်လို့ရမှာပါအဲ့တော့ကြတော့အခုကျမတို့လေးလာ ျမဆွေးနွေးပေးနေတဲ့အကြောင်းအရာတွေဆိုလို့ရှိရင်မေးလျော့ခြင်းဆိုင်ရာအဓိက theory လေးခုကိုဆွေးနွေးပေးမှာပါလို့ကျမရှေ့ပိုင်းမှာဆွေးနွေးခဲ့ပါတယ်။အဲဒီလိုမျိုးလေးခုရဲ့အကြောင်းအရာထဲမှာဆိုရင်မနေ့ကကျမတို့ DK theory အကြောင်းကိုပစ္စည်းရိုးရင်းစုပ်ယုပ်ခြင်းဆိုင်ရာ theory အကြောင်းကိုကျမဆွေးနွေးခဲ့ပြီးယနေ့မှာကျတော့ interference theory ဒါကြတော့ဝင်ရောက်နှောင့်ယှက်ဆက်ဖက်ချင်းဆိုင်ရာ theory ပေါ့နော်တခုအစ်စ်နဲ့အဟောင်းနဲ့မှာတခုခုကနှွမ်းမိုးနေတဲ့အခါမှာတခုကမေ့သွားတယ်ဒါမျိုးတွေဖြစ်ပေါ်တတ်တယ်အဲဒါလို့ဆိုရင်ဒီ theory ကြောင်းရာလေးကိုသိကြည့်ခြင်းအပြင်ဒီလိုမျိုး forgetting နေ forgotten နေမဖြစ်အောင်ဘလို့တွေဆောင်ရွက်ကြမလို့ဆိုတာလေးအတွေးလေးတွေရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်အဲ့တော့ကျွန်မယနေ့ဒီပေါ့နော်မေ့လျော့ခြင်းဆိုင်ရာအဓိက theory နေရာမှာနေ့ interference theory အကြောင်းလေးကိုဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ်ရှင်။နောက်နေ့တွေမှာလည်းပဲကြန့်ရှိနေတဲ့ theory တွေကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။